မင်္ဂလာပါအားလုံးဒီနေ့မှာကျွန်တော် Germinal Inflammatory Bowel Disease ရဲ့လို့လဲတီးကြတဲ့ဦးလန်းချောင်းရောင်ရမ်းခြင်းယောဂါအကြောင်းဆွေးနွေးခြင်းပါတယ်ဒီယောဂါကအဓိကအဖြစ် Ulcerative Colitis နဲ့ Crohn's Disease ဆိုတဲ့နှစ်မျိုးပေါင်းဆက်ထားတာပါအမ်ကမကြသေးခင်ကတည်းကလူများစုမှာတွေ့ရတဲ့အထွေထွေယောဂါမျိုးတွေကတစ်ခုဖြစ်ပါတယ်။တီချာစွာယောဂါရှာဖွေပြီးဆရာဝန်နဲ့တွေ့ဆုံမှသာသိမှာ inflammatory bowel disease ရှိသလားဒါမှမဟုတ်တခြားအရာတစ်ခုလားဆိုတာသိချနိုင်ပါတယ်။ ိမ်သာသွားတဲ့အခါသွေးပါလာလာမျိုးရှိရင် inflammatory bowel disease ရှိမရှိသေချာစစ်ဆေးနိုင်ဖို့အမြန်ဆုံးဆရာဝန်နဲ့တွေ့ဆုံပါအိမ်သာသွားတဲ့အခါသွေးပါလာတာက ulcerative colitis ရဲ့အဓိကလက္ခဏာတစ်ခုပါ inflammatory bowel disease မှာပါဝင်နိုင်တဲ့အခြားလက္ခဏာတွေကလည်းဗိုက်အောင်ခြင်းအစာတောက်စားခြင်းစိတ်လျော့ခြင်းကိုယ်လေးချိန်ကျခြင်းတို့ပါဝင်ပါတယ်တခါတလေမှာတော့ crohn's disease ရှိတဲ့လူနာတွေမှာမကြာခဏတွေ့ရတဲ့ fistula တွေလည်းဖြစ်ပေါ်နိုင်ပါတယ် ။နောက်အတွက်ကုသမှုကအဆင့်မြင့်ကုသမှု step of treatment ဒါမှမဟုတ်အဆင့်ရှုပ်ကုသမှု step down treatment တခုခုဖြစ်တတ်ပါတယ်။အိန္ဒိယမှာတော့အများအပြည့်အဆင့်မြင့်ကုသမှုကိုအသုံးပြုကြပြီးအစမှာပစက်တောက်ဆေးတွေကနေစပြီးနောက်ပိုင်းမှာဆေးတွေအထူးသဖြင့် biologics တွေကိုအသုံးပြုလာကြပါတယ်။ယခုအခါမှာလည်းဈေးကွက်ထဲမှာပစက်တောက်နိုင်တဲ့ biologics ဆေးတွေပါရရှိနိုင်ပါပြီ။သတိရှိတဲ့လူနာတွေအတွက်ဈေးကွက်ထဲမှာအစ်စ်ထွက်လာတဲ့ဆေးဝါးတွေကြောင့်ကုသမှုရလကတော်တော်လေးကောင်းမွန်လာပါတယ်။ လူများစုကနေရကြဘူးအလွဲသုံးစားလုပ်တတ်ကြပါတယ်။ရင်းတို့နှစ်ဦးစလုံးသည်မတူညီသောစီမံခန့်ခွဲမှုလမ်းကြောင်းများရှိသည့်မတူညီသောဖွဲ့စည်းနှစ်ခုဖြစ်သည်။အောက်ပိုင်းကဒါမှမဟုတ်အပေါ်ပိုင်းကလည်းပတ်သက်တဲ့ယောဂလက္ခဏာတွေရှိလာရင်တော့အမြဲတမ်းဆရာဝန်နဲ့တွေ့ဆုံပြီးတင့်အခြေအနေအရမှန်ကန်တဲ့ကုသမှုကိုခံယူဖို့အကြံပြုလိုပါတယ်။